ခြေလက်ကနေမွေးဖွားကြီးပြင်းခဲ့တဲ့ခြေလက်သားတယောက်နေတယ်။ကိုယ့်ရဲ့ခြေလက်ကတမိုးကြီးတဲ့သဘာဝတွေရှိတယ်။တမိုးမဖြတ်နိုင်တဲ့သဘာဝတွေရနေတဲ့ဖြစ်နေတဲ့အကြောင်းအရာကိုမသိအောင်အချပြနိုင်ဘူး။မပြောပြနိုင်ဘူးဆိုရင်ကျွန်တော်ကတော့ခံယူရတာခြေလက်သားတယောက်အမိသားလိုလိုအဲ့ဒီလိုကျွန်တော်ခံယူရတယ်။ကဲဟုတ်ပါပြီ။ဒါဆိုရင်ဘလို့တမိုးကြီးတဲ့သဘာဝတွေနဲ့ပြင်းထန်နေလဲဆိုတာကိုမင်းတစ်ချက်လောက်ပြောပြတာကွာ။အားထောက်ကြည့်အောင်။ ဟုတ်ပြီလေဒီလိုလာစမ်းတော့လေငါတို့ရဲ့ကြီးလက်မှာရှိတဲ့နေရာတွေကိုမင်းတို့သိအောင်ပြောပြတာပေါ့ကဲစပြီနော်နံပါတ်1လူတွေဖန်တီးထားတာမဟုတ်တဲ့သဘာဝရဲ့အေးအောက်မှာနေရတယ်အရေးအောက်မှာပေါ့နော်နံပါတ်2လူတွေဖန်တီးထားတာမဟုတ်တဲ့သဘာဝရဲ့အောက်ဆီဂျင်ကိုယူရတယ်နံပါတ်3လူတွေပြုတ်ပြင်းပြီးပြောင်းလဲထားတာမဟုတ်တဲ့သဘာဝရဲ့ရေကို သုံးဆွဲရတယ်နော်နံပါတ်4လူတွေခင်းကျင်းထားတာမဟုတ်တဲ့နော်ဒီတမန်တရင်တွေကွန်ကရစ်တွေပေါ်မှာလမ်းလျှောက်ရတာမဟုတ်ဘဲနဲ့ အဲတဘာဝကပြီးတဲ့ဒီပထဝီမြေကြီးပေါ်မှာပေါ့နော်ငါတို့တွေလမ်းလျှောက်ရတယ်နော်ဒါတဘာဝကပြီးတဲ့တံမိုးမဖြတ်နိုင်တဲ့အရာတွေပဲကျွန်တော်မြို့မှာဒါတွေရှိလားဟာငါတို့မြို့မှာရအောင်မင်းတစ်ချက်ကြည့်လိုက်နော်မင်းတို့လိုခုလိုလမ်းကြီးချင်းလေးတွေသွားနေရတာမဟုတ်ဘူးငါတို့တွေကပေပေါင်းများစွာကျဲတဲ့လမ်းတွေကိုငါတို့က AAC သွားလို့ရတယ်ခုလိုမင်းတို့လိုဆိုင်ကယ်ဆိုလေးကိုစီးရတာပေါ့ကွာငါတို့တွေကဒီလမ်းကတရလမ်းမကြီးကိုကလေးလမ်းမကြီးပေါ်မှာကားကောင်းစားကြီးဆိုင်ကယ်ကောင်းစားကြီးတွေ တို့စီရတယ်အခုလိုမင်းတို့လိုရှင်လန်းဘွာလန်းနေမဟုတ်ကွာစဉ်းစားကြည့်လိုက်ဟုတ်တယ်မလားမင်းတို့လိုအခုလိုဟိုရေတွေရှို့နောက်ကြည့်နေတဲ့ရှင်နောက်ရေတွေကိုသုံးနေရတာမဟုတ်ဘူးကွာငါတို့တွေကတကယ်ကြည်လင်အေးမြလက်ဆက်တဲ့ရေတွေသုံးနေရတာမင်းအဲ့ဒါတိလားမင်းအဲ့ဒါတိလားနောက်ပြီးတော့ငါတို့တွေကွာကြည့်ရမလားအဲ EPC ဆိုလည်းရတယ်ကွာ LSB ဆိုလည်းရတယ်အဲ့အတွက်ငါတို့တွေကကဘာကြီးနဲ့ချိတ်ဆက်လို့ရတယ်အင်တာနက် line တွေကိုငါတို့ချိန်ပြီးသုံးလို့ရတယ်ကွာမင်းတို့ရှိမှ EPC line တွေရှိလား ောက်ပြောရက်စစ်လိုင်းနေရှိတာအင်းကတော့ရက်စပြောပါဦးကို့လူလေအဲ့လောက်လဲညိုးမနေနဲ့လေကွာမင်းအခုလိုကတော့လူစိမ့်လဲဆုပ်ပြနေတဲ့စဘာခင်းလေးကိုကြီးလို့ရလားဟမ်နောက်ပြီးတော့အခုလိုတဘာဝနဲ့ခင်းကျင်းထားတဲ့နော်ဒီလိုတရားလေးတွေမရှောက်ဘူးလားဟုတ်ပြီလားနောက်ပြီးတော့ဒီလိုစိမ့်လဲဆုပ်ပြနေတဲ့ကွာအပင်လေးတွေကိုမင်းကြီးလို့ရလားမင်းကြီးခြင်းနဲ့ဆိုမင်းဥယျာဉ်နဲ့သွားမှာငါတို့ဥယျာဉ်နဲ့သွားစီရမှာလို့ငိုလေးလို့မျက်လုံးနှလုံးဖွင့်နေမျက်လုံးနှလုံးပို့လိုက်တာနဲ့ငါတို့ရဲ့ဘဝဝင်ချင်မှာတဘာဝရင်နဲ့ပြင်းနေတာနော်အေးမင်းဟိုမှာလမ်းကြည့်လဲကောင်းကင်ပြပြကြီးတို့လား ဒါပကြီးဆရာတယောက် ကကျွင်းကျင်တဲ့ပကြီးဆရာတယောက်ကမသိငါတို့ပကြီးကားကြီးတစ်ချက်ကိုလာပြီးတော့ကတ်ထားသလိုပဲကွာဒါကတော့နေတဲ့မြင်နေရတာခုလိုဆင်းဆုပ်နေတဲ့စဘာခင်းလေးတွေဒီစဘာခင်းကိုတိုက်ပြီးတော့ထွက်လာတဲ့လေရဲ့ရနံ့လေးတွေငါတို့ရှူခဲ့တာငါတို့အတွက်အရန်ကိုကျမ်းမကြီးကောင်းတယ်မင်းကပြောသလိုပဲခုနကပြောသလိုပဲကွာလမ်းအကျဉ်းမဟုတ်ဟုတ်ဘူးဆိုပေမဲ့ဒီလမ်းလေးကိုပြီးတော့ကောင်းကောင်းကားကောင်းသားကြီးစီးလို့ရလားခုလိုမင်းစီးလို့ရလားနော်အခုလိုလမ်းကြီးကြီးလေးတွေကိုဒီလိုစကေးကျဉ်းကျဉ်းနဲ့မောင်းနိုင်ဖို့ဆိုတာက တုံတုံစကီးနဲ့မရဘူးမင်းစားရှိတယ်ဆိုရင်မင်းကကောင်းစားကြီးယူလာပြီးတော့ငါတို့ရဲ့လမ်းမှာလာပြီးတော့မောင်းပြကွာငါတို့ရဲ့ဒီဆိုင်ကယ်ဆုပ်လေးကမင်းတို့ရဲ့နော်ဒီလမ်းကျယ်ကြီးကိုအေးအေးဆေးမောင်းလို့ရတယ်တာကြီးကိုလူရဲ့မင်းသဘောပေါက်လားငါတို့ကြီးလက်မှာကမင်းတို့ကွာပတ်စံတွေအကုန်ကြခံပြီးတော့ဗောနော်လူစော်တွေနန်နဲ့ရုပ်ရှင်ယူပြီးမှပတ်စံတွေအများကြီးပေးပြီးတော့သွားကြည့်နေရတဲ့ဘိုင်မျိုးမဟုတ်ဘူးเนาะမိသေးချာကြီးငါပြောပြမယ်ငါတို့ရဲ့ကြီးလက်မှာက မင်းတို့မမြင်နိုင်ခဲ့အနှစ်သာရတွေကိုပဆန်ဟူကွာဈေးကြီးပေးပြီးတော့ရုပ်ရှင်ပေါ်တော့ကြည့်ရမလို့ဘူးမင်းကျန်ဘလောက်ထိစိတ်လဲဆိုပြီးဘလောက်ထိငါတို့ရဲ့စိတ်ကိုကြည်နူးစေလဲဘလောက်ထိငါတို့ရဲ့စိတ်ကိုနူးညံ့စေလဲဆိုတာမင်းမြင်တာနဲ့သိမှာပါကွာဟုတ်တယ်မလားတော်တော်ကြီးကမင်းနဲ့စကားတွေမပြောတော့ငါကြည်လဲတဲ့အကြောင်းကိုအများကြီးအရွယ်ငါပြောတော့မယ်ဒီလမ်းကကျွန်တော်တို့တရွာနဲ့တရွာကိုဆက်သွယ်ထားတဲ့ highway line ပေါ့နော် ပြောမယ်ဆိုရင်ကျွန်တော်တို့မြို့ကြီးပြည်ကြီးမှာတစ်မြို့နဲ့တစ်မြို့ကိုဆက်သွယ်ထားတဲ့ highway line တွေပေါ့ဗျာကျွန်တော်တို့မှလည်းတရွာနဲ့တရွာကိုဆက်သွယ်ထားတဲ့ highway line ဆိုတာရှိတယ်။အဲအဲ့ဒီ highway line လေးတွေကအခုလိုပဲကျင်းမြောင်းတာပေါ့နော်။ဘေးနားမှာတော့လေကွက်တွေပေါ့။တပင်းလေးတွေအဲ့လို site ထားတယ်။ဘေးနားမှာအဲ့လိုမြောင်းလေးတွေရှိတယ်။ဒီအရာလေးတွေကိုပဲ feed help ပြုပြီးတော့ဒီမြောင်းလေးတွေကို feed help ပြုပြီးတော့လေသမားကြီးတွေအဒီစပားတွေအထွက်တိုးအောင်နောက်ပြီးတော့ကျွန်တော်တို့ရဲ့အသက်သွေးကြောကိုပေါ့နော်သူတို့ဆန့်နိုင်အောင်လူတွေကကြိုးစားမှန်းသပ်နဲ့နေဘူးမချောင်းဘိုးရမချောင်းလုံးခဲ့ကြတယ်။ အခုလိုကျွန်တော်တို့လမ်းလေးတွေလောက်ထားပေးရဲဆိုတာကလည်းတရွာနဲ့တရွာတာအေးနာအေးပေါ့နော်တွားရေးလာရေးတွေ့ကူအောင်နောက်ចောင်းသားចောင်းသူလေးတွေចောင်းတက်တဲ့အချိန်မှာအစီအပြေချုံးမှုအောင်ဆိုပြီးတော့ဒီရွာသူရွာသားတွေရပါတော့ကိုတူကိုထားစနစ်နဲ့အပြင်မှာခံပြီးတော့ဟိုခေါင်းဆောင်မှုတစ်ခုရဲ့အောက်မှာမှန်ကန်ဆက်မှန်ကန်တဲ့အတွေးခေါ်တွေနဲ့ဒါလိုက်တိတိလောက်ကြတာပေါ့နော်ဒါကိုတူကိုထားစနစ်နဲ့လောက်ကြတာဒီလိုလမ်းလေးတွေကတော့အနည်းရှိတာပေါ့နော်နည်းနည်းတတိထားပြီးတော့မောင်းတာပေါ့နောက်ပြီးတော့ကျွန်တော်တို့ဂျီတောမှာက နော်ဂျီလက်မှာကအဲမြူကြီးပြာကြီးမှလို့ဈေးကြီးတွေဈေးလေးတွေမရှိတဲ့အတွက်ဘာတွေလောက်ရလဲဆိုရင်ကိုရီတဝန်းတစ်ခါစားတော့ဖို့နောက်ပြီးတော့ပူရှန်နေဆိုရင်အဲပတ်ဝန်းကျင်ကိုပြင်ရောင်းဖို့အတွက်အခုလိုတလေးဆက်လေးတွေမွေးမြူကြတယ်နောက်ပြီးတော့ကျွန်တော်တို့တွေဒီအပင်လေးတွေကိုခုပါကိုစိုက်ကြတယ်တဘာဝတွေရတာနော်တဘာဝပင်လေးတွေကိုစိုက်ကြတယ်အရင်ကနေရလာတဲ့အသီးနဲ့လေးတွေစားတယ်ပူရှန်ရောင်းတယ်ပေါ့နော်ဒီလိုလေးတွေနဲ့ကျွန်တော်ရဲ့တဝက်တစ်ခါကိုဖြည့်ရှင်းကြတယ်ပြီးလေအောင်ရှုံးခဲ့ကြတယ်ပေါ့နော်အခုလိုရွာဦးချောင်းစီတီတွေ เนาะရွာဦးခုံချောင်းတွေကကျွန်တော်တို့ဒါရွာတရွာဝင်တိုင်းရွာဦးထိတ်မှာဒါရှိရှိတယ်ဒါကလည်းကျွန်တော်တို့ဒီဗုဒ္ဓဘာသာတစ်ခုရဲ့အဲရန်ဟိုတံမွန်ဖြစ်နိုင်တဲ့ပြောက်တစ်ခုလို့ကျွန်တော်ကတော့မြင်မိတယ်မဖြစ်လို့ဘလို့မြင်လဲပေါ့เนาะဒါရွာတရွာတရွာဝင်တိုင်းဝင်တိုင်းမှာရွာဦးစီဒီတစုရှိတယ်ရွာဦးခုံချောင်းတစ်ချောင်းရှိတယ်အဲ့မှာကျွန်တော်တို့ငယ်တော့ကျွန်တော်တို့ရွာမှာဆိုရင်တော့ရွာဦးတောက်ရေခံကြီးဆိုတာတော့ရှိတာပေါ့ဗျာသိတယ်မလားကျွန်တော်တို့ငယ်ငယ်လေးတည်းကနေအခုချိန်ထိတောက်သုံးလာခဲ့တဲ့တောက်ရေခံကြီးပေါ့เนาะ အဲမြို့ကြီးပြကြီးမှလို့ pH 7တော့မဟုတ်ဘူးပေါ့နော်အဲ pH 7မဟုတ်ဘူးဆိုပေမဲ့ဒီကြီးကအရန်တန့်တယ်ဘေးနားကိုကျွန်တော်တို့ကွန်ကရစ်တင်နေဒီအုပ်ဥပကရိုက်ထားတယ်ပေါ့နော်အဲ့ဒီထက်မှကျွန်တော်တို့တန်နွေစာပေါ့နော်ဆောင်းလေးလားနွေလေးလားအတွက်ကို မိုးလေးလားကရတဲ့ရည်ကြီးကိုလှောင်ထားတယ်အဲ့ဒီကနေမှကျွန်တော်ရွာသူရွာသားတွေကတောက်ထုံးကြတယ်နော်အဲ့လိုねကျွန်တော်တို့ကကြီးပြင်လာခဲ့တာအသက်ဆက်ရှင်လာခဲ့တာကြီးလက်ကကျွန်တော်တို့ရဲ့အဲတမုန်ဖြစ်နိုင်တဲ့ကျွန်တော်တို့ရဲ့အသက်သခင်ကြီးသူရှင်ဆိုရင်လည်းမမားပါဘူးပေါ့နော်အခုလို့ကြည့် ဘေးနားမှာအိမ်လေးတွေကတိမ်နဲ့တိမ်နေနေကျဲတယ်ဗျာဒီမှာခြံကျဲကြီးတွေအေးစလုံးလက်နေလို့ရတယ်မြို့မှာလို့ပြောင်းရင်တော့ကြားတဲ့နေရာတွေကိုနေရတာမဟုတ်ဘူးဗျာ ပြောရင်ပြောပြန်ပြီမင်းမင်းပြောပြန်ပြီနော်မပြောပါဘူးအဲဒီလိုចောင်းသားចောင်းသူလေးတွေဒါចောင်းဆင်းတဲ့ချိန်ကျွန်တော်ရိုက်တာကတော့ចောင်းဆင်းတဲ့ချိန်ပေါ့နော်အဲဒီမှာចောင်းသားចောင်းသူလေးတွေပြေးလွှားဆော်ကစားနေတယ်သူတို့လွယ်ကြီးတွေချိုက်ပြီးတော့ဆော့တော့မှာဗျာကျွန်တော်ငင်တော့လည်းဒီတိုင်းပဲအဲအဲဒီလိုဟိုရေတွေရှိတယ်အဲလိုកောက်ယူပြက်တွေ ရှိတဲ့အချိန်မျိုးဆိုတော့အနောက်ကျွန်းတွေထိုးချအရှေ့ကျွန်းတွေထိုးချဒါကျွန်တော်တို့ငငေကဖြတ်တန်းခဲ့တယ်ကျွန်တော်တို့ရဲ့ပျော်ရှင်စရာကစားစရာတစ်ခုပေါ့နော်အဲလိုရင်းနဲ့ကျွန်တော်တို့ကဖြတ်တန်းလာခဲ့တာဒါကြောင့်မလို့ခြေလက်ကိုရောက်တဲ့ခါမျိုးကြရင်ကျွန်တော်ကတော့ကျွန်တော်ရဲ့စိတ်ထဲမှာရမ်းကြီးကို fresh ဖြစ်တယ်ဗျာသိတယ်မလားယူကြီးပြကြီးမှာနေရထိုင်ရတာဆိုပေမဲ့ခဏတစ်ဖြုတ်လောက်ပဲပြောတာအခုလိုခြေလက်ပြန်ရောက်တဲ့ခါမျိုးကြရင်တော့အဲကိုယ့်ဘက်ကိုပေါ့နော်ဒီလိုအများနဲ့မနေချင်တဲ့လူမျိုးဆိုရင်တော့အဆင်ပြေတယ်လူများနဲ့အဲ့လိုရောရော နေခြင်းတဲ့သူဆိုရင်တော့ဒီနေရာကြီးကခြေလက်တွေသာပြင်းစရာကြီးပေါ့နော်ပြင်းစရာဆိုပေမဲ့တမိုးမဖြစ်နိုင်တဲ့ဘာဝတွေနဲ့ကျွန်တော်တို့တွေကဟိုနေ့စဉ်ဖြတ်တန်းနေရတာပါကိုလုံးကိုလုံးတဲ့နောက်ပြီးတော့စားချိန်နဲ့စားအိတ်ချိန်နဲ့အိတ်လှုပ်ချိန်နဲ့လှုပ်အဲဒီနေရာတွေနဲ့ကျွန်တော်တို့ကနေ့စဉ်လုံးမနေရတဲ့အတွက်ပြင်းစရာတော့မရှိပါဘူးဗျာသိတယ်မလားလေသမားကြီးတွေကလည်းဒီတိုင်းပဲမိုးလေးလေးလိုက်ထူတာနဲ့ထထပြီးတော့လေတဲ့ဆင်းလေတဲ့ဆင်းပြီးပြီဆိုတာနဲ့ ကိုလုံးငန်းခွင်ကိုကိုဝင်ရဲစားတဲ့တောက်တဲ့အိတ်တဲ့ဒါနဲ့ပဲပြင်းတရာမကောင်းပါဘူးဟုတ်တယ်မလားအခုလိုတဘာဝပေးတဲ့ဒီတလိဆန်လေးတွေကိုလည်းကျွန်တော်တလိဆန်ဦးရင်သွားနေစရာမလိုဘူးဗျာတိတယ်မလားဘေးဘီဝေးရမှာရှိပြီသားအဲဒါလေးကိုကျွန်တော်တို့ကကြည့်လို့ရတယ်ဗောနော်တလိဆန်ဦးထဲမှာလို့တော့ကြားတွေခြင်သေးဒီစင်နေမြင်းနေဒါရင်တော့မရှိဘူးဗောနော်ဒါတွေရှိနေတယ်ဆိုရင်တော့ကျွန်တော်တို့ရုပ်ရှင်ကြည့်မှရမှာပေါ့ကျွန်တော်တို့မှရှိတာတော့ကြက်တွေဝက်တွေဘဲတွေငှက်တွေအဲကျွဲတွေနွားတွေ ဒီမလားခွေးတွေကြောင်တွေစိတ်တွေဒါတွေတော့ရှိတာပေါ့နော်ဒါလည်းလိမ့်ဆန်နေပါပဲဟုတ်တယ်မလားဒါကတော့ကျွန်တော်တို့ရဲ့ highway land highway land နော်ဘလောက်ပဲကားကောင်းစားကြီးတွေနဲ့ပဲသွားလာခြင်းနဲ့ပြောပြောလာခွင့်မပေးထားဘူးဒါရင်ငယ်အတွက်ပဲရင်ကြီးအတွက်မပေါ့ကျွန်တော်တို့ငယ်ငယ်တုန်းကဆိုရင်အခုလိုတရွာနဲ့တရွာဆက်သွယ်ထားတဲ့အဲဒီလိုဆက်သွယ်ရေးတာတာပေါ့နော်ကျွန်တော်တို့ခေါ်တာတော့ဆက်သွယ်ရေးတာတွေကအခုလိုကွန်ကရစ်လမ်းလေးတွေမဟုတ်ဘူးဒါကဒီရွာသားတွေရဲ့အဲကိုထူကိုထားစနစ်နဲ့ပဲသူတို့တွေပေါ့နော်လက်လုံးလက်ဆန်းသမားတွေ ကိုတက်နိုင်တဲ့လောက်ထည့်ပြီးတော့ပဲတေရွာနဲ့တေရွာသွားဖို့လာဖို့လွယ်ကူအောင်ခုနကလူပြောသလိုပေါ့နော်ဒါကြီးနိုင်အတွက်အဆင်ပြေအောင်အကြောင်းသားအကြောင်းသူတွေသွားဖို့လာဖို့လွယ်ကူအောင်ဆိုပြီးတော့ငွေကုန်ကြေကျခံပြီးတော့ပေါ့နော်ဒီလိုဟိုဆက်သွယ်ထားတဲ့လမ်းခင်းကျင်းထားတဲ့လမ်းတစ်ခုပဲဖြစ်ပါတယ်ကျွန်တော်တို့ငငယ်တော့ဆိုရင်ကြောင်းလာတက်ပြီဆိုရင်ပစိုးဟိုပစိုးအင်ကြီးကအရန်တထည်ယူလာတယ်ကျွန်တော်တို့လာတဲ့ခါမျိုးကျရင်အဲ ဒီလိုပေါ့နော်အရက်ဝိအင်ဂျီကိုကျွန်တော်တို့ဝဲလာတယ်အရက်ဝိပေါင်းပြီးတစ်ထည်ဝဲလာတယ်နောက်ပြီးတော့ကြောင်ရောက်တဲ့ခံမျိုးမှသာလင်းခြေလက်တွေစီးတယ်စီးပြီးတော့အဲဒီကြောင်စိမ်းပစိုးအင်ဂျီအဲဝိပြီးတော့ကြောင်တက်ရတာပေါ့နော်ပြန်မယ်ဆိုရင်လည်းအဲဒီကြောင်စိမ်းအင်ဂျီပစိုးကိုခောက်တယ်ခောက်ပြီးသွားပြီဆိုရင်တေချာတိမ့်တယ်တိမ့်ပြီးတော့ကျွန်တော်တို့ဓာတ်ရောဝိတယ်ဒီဝိစားကိုဝိပြီးတော့အိမ်ပြန်လာအဲ့လိုထည့်တရာလေးတွေပေါ့ဗျာဘယ်လိုမေးလို့ရမှာလဲပေါ့နော် အခုကတော့အခုခေတ်ဖွံ့ဖြိုးလာတာနဲ့အများလူငယ်တွေတော့နည်းနည်းကန်ကောင်းလာပါပြီ။ဘာလဲဆိုရင်အခုလိုပေါ့နော်ရှုံမပေးဘွမ်းမပေးပဲနဲ့အဲ AACC ကြောင်းတက်လို့ရတယ်ပေါ့နော်ကွန်ကရစ်လမ်းပေါ်မှာ AAC ကြောင်းတက်လို့ရတယ်။ຫນွေရသည်ပဲဖြစ်ဖြစ်မိုးရသည်ပဲဖြစ်ဖြစ်အခုကြောင်းသားတွေကြောင်းတက်ရတဲ့အနေအထားတကူကတော့လွယ်ကူသွားတာပေါ့ဗျာ။အဲတွေ့တယ်မလားခုနကတွေ့လိုက်တယ်မလားခလေးလေးတွေလေမိဘတွေကလာမကြိုကြဘူး။အဲငငယ်လေးတွေရပေါ့နော်ကိုယ့်ရဲ့အဲခြေတော့ဘုတ်ကို ရက်တိလို့ရတယ်ဆိုတော့အလေးချင်းကိုလည်းမိဘတွေရတာမွေးမြူပေးတာပေါ့နော်ကျွန်တော်တို့မြူကြီးပြကြီးမလို့တော့ဟိုခလေးလေးတွေကိုသွားပြီးတော့ကြိုတာတွေပါတယ်တော့မရှိဘူးပေါ့နော်ဒါကတော့ဒလေးဆက်ရေးမတူတဲ့အတွက်ဒါကတော့ကျွန်တော်တို့ညှိညှိပြီးပြောလို့တော့မရဘူးပေါ့နော်နားလည်မှုနဲ့ပဲကျွန်တော်တို့ထားလို့ရမှာပေါ့မျိုးမှကြတော့လည်းမျိုးကအဲဒလေးဆက်တစ်ခုပေါ့နော်ကျွန်တော်တို့တောမှကြတော့လည်းတောကဒလေးဆက်တစ်ခုပါပဲဒါကတော့ကျွန်တော်တို့ compare လုပ်လို့မရပါဘူးပေါ့နော်သူဒလေးဆက်နဲ့သူပါပဲဒါကတော့လယ်သမားကြီးညီလယ်ခွင်းတွေကနေညနေ ကောက်ရိတ်သိန်းချင်ပြန်တက်လာတဲ့အချိန်ပဲဖြစ်ပါတယ်ဘေးဘီဝဲရအောင်ကြည့်လိုက်ဘလောက်ကြီးကောင်းလဲဆိုခြံစည်းကိုလည်းရှိုးနော်ဝါးလေးတွေကိုကျွန်တော်ချမ်းပြီးတော့လှုပ်ထားတယ်ဝလုံးတိုင်လေးတွေကိုကျွန်တော်တို့တွေအဲအဲ့လိုခြံစည်းကိုဖြစ်လှုပ်ထားတယ်အဲရှိမှတို့ရတော့ဒါ beauty salon တို့ဘာတို့ခင်ဗျားတို့မသွားနဲ့အဲ့လိုပဲကျွန်တော်တို့ကလူတိုင်းက beauty salon ဖွင့်ထားနိုင်တဲ့အနေအထားရှိတယ်။အာကြီးလက်မှနေရသူတွေဆိုတော့သိတယ်ပေါ့နော်။ဘာလုပ်နေတာလဲဆိုတာကတော့ကျွန်တော်တို့ဒါကိုထွေထူးတော့ပြောမနေတော့ဘေးထဲမှာသဘာဝဘေးတဲ့အဲ့ချောင်းထဲရရေကိုတုံးကြတယ် နေချောင်းထဲကနေအဲကူတန်းသွားလာနေတဲ့ပေါ့နော်ဟိုအားတွေကိုကျွန်တော်တို့ကဒီဖတ်ယူစားတော့ကြတယ်ရောင်းချကြတယ်ဒီလိုနဲ့ကျွန်တော်တို့ရဲ့ကြေးလက်မှာနေတဲ့အဲပြည်သူတွေပေါ့နော် ကျွန်တော်တို့တွေကဒီလိုကျွန်တော်တို့အသက်ရှင်ရုန်းကန်ရတာပေါ့နော် ကျွန်တော်တို့ကတော့တဘာဝနဲ့တော့ဟိုမစိမ့်ပါဘူးမြို့မှာလို့ပေါ့နော်တခုခုဆိုရင်တဘာဝတရားကိုရဖို့အတွက်ကိုဟိုပတ်စံပေးပြီးတော့နေစရာတော့မလိုဘူးဗျာကျွန်တော်တို့ကတရား ဲတဘာဝအသီးနှံတွေစားရတယ်နောက်တဘာဝသားငါးတွေစားရတယ်အဲလိုဘောနော်တဘာဝလေကောက်လေတန်းတွေရှူရတယ်တဘာဝအရေးအောက်မှာနေရတယ်ဒါကတော့ကျွန်တော်ဂျီလက်မှာနေတဲ့သူတွေရဲ့အာသာချက်တွေပေါ့ဗျာအားနည်းချက်တွေရတော့ရှိတာပေါ့နော်ဘာတွေရှိလဲဆိုရင်ကျွန်တော်တို့ဈေးတွေဘာတွေဝယ်ရတာတို့ပေါ့နော်ကိုလိုအချက်တွေဝယ်ရတဲ့အခါမျိုးကြရင်တော့အခက်အခဲတွေရှိတယ်ခုနလိုပေါ့နော်ဒီ အေးဖုန်းတွေဘာတွေရှိပြီလေအခုကတိတိမာလူတိုင်းလိုလိုဖုန်းတွေရှိလာပြီဖြစ်တဲ့အတွက်အဲမီးဆိုတာလိုတယ်ဒီပေါ်အသေးမို့လိုတယ်အဲ့ဒီအတွက်ကလည်းကျွန်တော်တို့ကဒီတန်တာတွေပါဆိုလာအသေးပြအသေးလေးတွေဝယ်ထားတာပေါ့နော်ဒီလေးတွေအားရရဒီမှာကျွန်တော်တို့ရဲ့အားတွေတွေးညားတယ်အဲ့လိုနဲ့ကျွန်တော်တို့ရုံးနေကြတာပေါ့နော်ယူကြီးပြကြီးမှလိုတော့ကိုယ့်ရဲ့ဖုန်းဒဲကိုအားပြည့်ထည့်တာလို့တော့မရဘူးပေါ့နော်အားကိုတော့ချွေတာရတာပေါ့ဒါကလည်းကျွန်တော်တို့တွေကဘယ်လိုလဲဆိုတော့ချွေတာနည်းတစ်မျိုးပဲလေတော့ကောင်းတဲ့ဘက်ကပြကြည့်မယ်ဆိုရင်အဲထပ်ပြီးတော့ပြောချင်တာကအဲ့လိုဆိုလာတွေပါတွေပါရောင်းတဲ့ကုမ္ပဏီတွေပါတွေအခုလိုဂျေးလက်မှာ ပေါ့နော် marketing နဲ့ပါတယ်ဆင်းပြီးတော့အဲကိုယ့်ရဲ့ solar ရဲ့အသုံးဝင်ပုံတွေကိုလာပြီးတော့ marketing ဆင်းနေတယ်လို့ကျွန်တော်တို့အကြံပေးခြင်းတယ်ပေါ့နော်စိတ်ရှိသီးခံပြီးလမ်းကြောင်းမှန်တဲ့ဝင်ထမ်းတွေလောက်တော့အဆင်ပြေမှာပေါ့နော်အားကြောင့်လို့ဆိုတော့ကျွန်တော်တို့ကြေးလက်နေတဲ့မိဘပြည်သူတွေကအဲဘူးဒုဒါဘိုင်းမှာကျတော့နည်းနည်းလေးအားနေတယ်အဲ့ဒီ ad dot ကပြောရတာတော့နည်းနည်းလက်ပေါက်ကြတာပေါ့ဒါကလည်းသူတို့ပြစ်ဖို့ဘူးလေမိုးလေးမိုးချုပ်ကကိုယ့်ရဲ့အလုံးနဲ့ပဲရှုပ်နေတာဖြစ်တဲ့အတွက်ဒီဘက်မှာအားနေတာကတော့ဒါအပြည့်စုံစရာတခုတော့မဟုတ်ပါဘူးเนาะကိုတဝန်းတစ်ခါတက်က ကိုကိုတိုင်ရုံးကန်နေရတာဖြစ်တဲ့အတွက်လေနော်အဲ့ဒါလည်းအား내ချက်တခုတော့မဟုတ်ပါဘူးကျွန်တော်တို့လည်းငငယ်လေးတွေကနေဒီ B quad တို့ဖျောင်းနိုင်လို့ねကြီးမိလာတာသူဖြစ်တဲ့အတွက်ငငယ်လေးတွေက EPC နဲ့နေလာခဲ့တာမဟုတ်လားနော်လျှက်စင်မီနဲ့နေလာခဲ့တာမဟုတ်တဲ့အတွက်ဒါသူတို့ကိုလည်းသွားပြီးပြပြောလို့မရဘူးဟုတ်တယ်မလားအာကိုလုံးနဲ့ကိုရှုပ်နေကြတာเนาะနည်းနည်းလေးနားလေးအောင်ပြောပြမယ်ဆိုရင်တို့နားလေးသဘောပေါက်မယ်အဲ့ဒီအချိန်ကျရင်တော့တမျိုးတစ်ခုပြောင်းလဲမဟုတ်တကယ်ဒီပိုင်းတော့ထားလိုက်တော့ဆရာစော်ကြီးရေးသားခဲ့တဲ့ကြပြတစ်ခုကိုတော့ကျွန်တော်မှတ်ရသွားသေးတယ် တင်ဦးချ၍အမြောက်ဝေရာဇီဒီတာနှင့်တစ္ဆာအယောင်ညတဆောင်လဲတဲ့ပြောင်လျက်ဝင်းလျက်ကြံစီတည်းတဲ့အဲ့ဒီကြပြလေးကကျွန်တော်ရဲ့ခေါင်းထဲမှာပေါ့နော်ငငယ်လေးတွေကတင်လာခဲ့တာဗျာအခုချိန်ထိခေါင်းထဲမှာအများတိုင်းဆွဲနေပါတယ်ကျွန်တော်ရဲ့ဂျေးလက်ခီးစင်ကတော့ဒီလောက်နဲ့ပဲအဆုံးသတ်ပြစီဒါကတော့ကျွန်တော်တို့ဂျေးလက်ကနေပေါ့နော်ဟိုဘက်ကန်ကိုဂရိုးနဲ့ကူးမှာပေါ့နော်ဂရိုးနဲ့ကူးမှာဖြစ်တယ်ဆိုင်ကယ်ကိုဒီဂရိုးပေါ်မှာတင်တယ်ပေါ့နော်အဲ့ဒီမှာခီးတဲ့တွေလည်းပါတယ် ျွန်တော်ကဒီဘက်မှာကတော့တရားမရှိဘူးဗျာမြေကူးတရားကြီးတွေမရှိတဲ့အတွက်အဲ့လိုကရုသမားလေးတွေလည်းဒါတဝန်းတစ်ခါအဆင်ပြေတာပေါ့နော်လုပ်ငန်းကိစ္စတခုအနေနဲ့အဆင်ပြေတာပေါ့ဟိုဘက်ကနဲ့ဒီဘက်ကောင်တို့တို့အဲ့လိုကရုလေးတွေပူပေးတယ်ပို့ပေးတယ်ပေါ့နော်ဘလို့ကတော့လူတိုင်းသိမှာပါအဲအခုမြေနေရတာကတော့ကျွန်တော်တို့ကောင်းကင်ဘက်မှာရှိနေတဲ့တိမ်ဆိုင်တလေကြီးတွေကမသိရင်ပေါ့နော်ဟိုအယုတ်ကြီးတွေပြေးလွှတ်ဆော်ကစားနေသလိုပဲလေဦးထိမ့်မှထိုင်ပြီးတော့ဒီလိုညနေစည်းစမ်းမှာတင်းမောလိုက်စည်းနေရတဲ့ ဖီတခုဘိုက်တခုကလည်းဘာနဲ့မှမလဲနိုင်ဘူးညာဒါဒီရဲ့ဘိုက်မျိုးကိုခံစားဘူးလို့ဆိုတော့တိတယ်ပေါ့နော်အဲကျွန်တော်တို့မျိုးကြီးပြကြီးမှလို့ပတ်စံအကုန်ရခံပြီးတော့ရုပ်ရှင်တွေသွားပြီးတော့ကြည့်နေကြမှာမလို့ကျွန်တော်တို့ကြီးလက်မှာကတဘာဝပေးတဲ့ရုပ်ရှင်ဆန်ဆန်ပြားရုပ်တွေကိုဒီတိုင်းမြင်နေရတာဖြစ်တဲ့တွေ့ကျွန်တော်တို့တို့ကတော့အင်တန်မှတံပူကြီးတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ကြီးလက်မှာနေတဲ့သူတွေရဲ့ခံစားချက်တခုပါပဲအဲကိုကြီးလက်ကိုစုံပြီးတော့တဝရခအတွက်ချမ်းမြူကြီးပြကြီးတွေတခြားတိုင်းတစ်ပါးမှာတွားရောက်ပြီးတော့ မိသားစုရဲ့စားဝတ်တွေအတွက်ရုံးကန်ထုတ်ရှားနေကြတဲ့ဒီကုမ္ပဏီမိတ်ဆွေအားလုံးလည်းကျွန်တော်ရဲ့အခုတင်ဆက်ပေးတဲ့ဂျေးလက်ဘလော့လေးတစ်ခုကိုတွေ့ပြီးတော့ကိုဂျေးလက်ကိုသတိရနိုင်ပါစေကိုမိသားစုတွေကိုလွှမ်းနိုင်ပါစေဆိုပြီးတော့ကျွန်တော်ပြောချင်ပါတယ်ပေါ့နော်လွှမ်းလဲလွှမ်းမှာပါဒါအဲ့တော့ဂျေးလက်မှာနေတဲ့သူတွေရဲ့ခံစားချက်ကိုဂျေးလက်သားတွေကအတိဆုံးပဲဘလောက်ထိလွှမ်းမှုကောင်းလဲဘလောက်ထိလွှမ်းမဖို့ကောင်းလဲဆိုတာကျွန်တော်အတိဆုံးပဲပေါ့နော်အဲဒီလေကတဲ့ရိုးတွေမှာဂျိုးတွေထိုးလိုက်ရိုးပြက်ကြားတွေကခက်တွေရိုက်လိုက်ဒီလို ရေပြင်ကျဲကြီးရဲ့ကန်နဘေးတွေမှာဂျုံးတွေထိုးလိုက်ပေါ့နော်တကယ်ချင်းတွေစုပြီးတော့စိမ်မိလိုက်တဲ့နေဆော့လိုက်နုံနေနဲ့ပေါက်လိုက်ဘောလုံးယူပြီးတော့အဲ့ဘောမှာအာဂျုံးတွေထိုးပြီးကန်လိုက်အဲ့လိုတွေရဲ့အနှစ်သာရမျိုးဘလူကသွားပြီးတော့မေးလို့ရမှာလဲယူသွားရင်တော့မေးလို့မရတဲ့ဒါကျွန်တော်တို့ရဲ့အမှတ်တရတွေပါပဲပေါ့နော်ကျွန်တော်ရဲ့ blog လေးကိုကြည့်ရှုပေးနေတဲ့တူတယောက်ချီဆိုင်ကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ blog ခီးစဉ်ကတော့ဒီတော့နဲ့ပဲနောက်နေ့မှဗျာနောက်ထပ်ကောင်းတဲ့ ျွန်တော်တို့ခြေလက်မှာဘလို့နှစ်သားရရှိလဲဆိုတော့ထပ်ပြမယ်ဒါမဆုံသေးဘူးเนาะအများကြီးကြံသေးတယ်ခြေလက်မှာရှိတဲ့အကြောင်းအရာတွေကိုအများကြီးကြံသေးတယ်မြူကြီးပြကြီးရသူသိရအောင်ကျွန်တော်နောက်လေးကြာရင်လည်းအစင်တင်တင်တယ်လို့ရိုက်ပြီးတော့ပြပေးမယ်เนาะကျွန်တော်မှအများကြီး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 ရှိပါသေးတယ်မြို့တော်ယူပြန်ရောက်ပါပြီအဲဒီတော့ကျွန်တော်တက်တော့ပါမယ် ာနီကိုလည်းရောက်ပြီဆိုတော့တန်ရောင်းစစ်မလေးဒီလောက်နဲ့ပဲနှုတ်ဆက်ခဲ့ပါတယ်ပေါ့နော်အမှတ်တမဲကနေအမှတ်တရတစ်ခုဖြစ်သွားတဲ့ဘလော်လေးတစ်ခုကိုကြီးစုအားပေးတဲ့ဒူတယောက်ချီးစီတိုင်းအထူးထူကိုပဲကျေးဇူးတင်ပါတယ်နောက်နေ့နောက်နေ့မှာဓာတ်ထက်ကောင်းတဲ့ဗီဒီယိုနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ် see you next